နာစီလက်ထက်ကနေကလေးပေါင်းယာနဲ့ကြီးကိုကယ်တင်ပေးခဲ့တဲ့ဆာနီကိုလတ်ဝင်းစတန်မင်္ဂလာပါရီကွန်တီဗီအနေနဲ့ပြန်ကြိုဆိုပါရစေ။စကင်ဒလတ်လစ်စကားထဲမှာကလေးတွေကိုကယ်တင်ပေးခဲ့တဲ့ပီယန်တွေကိုအားလုံးကြည့်ပူကြလုံးပြီမဲ့ဆာနီကိုလတ်ဝင်းစတန်ရဲ့ပီယန်ကိုတော့အများကြီးတိကျအောင်မဟုတ်ပါဘူး။တကယ်တော့သူကဂျူးကလေးငယ်ပေါင်းထောင်ကမ်းနီးပါးကိုကယ်တင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။အော်စကာရှင်ဒလတ်လိုပဲသူလည်းအများကြီးကိုကယ်တင်ပေးခဲ့တာပါ။ ဒီဖြစ်ရပ်တွေက1938-39လောက်မှာကြီးခဲ့တာဖြစ်ပါတယ်။တိတိကျကျပြောရရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်မလာခင်6လလောက်အလုံးမှာဖြစ်ပါတယ်။နီကိုလတ်စ်က1909ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီးလန်ဒန်မြို့ဖွားဂျူးလူမျိုးတယောက်ဖြစ်ပါတယ်။သူကကျောင်းသားဘဝမှာဖန်ဆင်းလို့ခေါ်တဲ့ဒါရီကိုလိုက်စားခဲ့ပြီးအဲ့ဒါကအိုလံပစ်ဝင်အားကစားနေတဲ့ခုဖြစ်ပါတယ်။သူကလည်းအဲ့ဒီပညာရည်မှာထူးချွန်တာကြောင့်1938ခုနှစ်မှာပြည်တည်နိုင်ငံကိုစားပြုအိုလံပစ်အသင်းမှာတော့ရွေးချယ်ခံရပါသေးတယ်။ ဒါပေမဲ့အစိတ်မကောင်းစွာနဲ့ပဲဒုတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပြီး1940အိုလံပစ်ကိုဖျက်သိမ်းခဲ့ရပါတယ်1938ခုနှစ်ရဲ့ခရစ်မတ်လမှာအသက်28နှစ်ရှိပြီဖြစ်တဲ့နီကိုလတ်ကဆွစ်ဇာလန်ကိုသွားပြီးအလယက်စကိတ်စီးဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ Marine Sash Molga နဲ့ Dorin Warina လို့ခေါ်တဲ့အမျိုးသမီးနှစ်ယောက်ကသူ့ကိုဆက်တွေ့လာခဲ့ပြီးသူတို့လုပ်နေတဲ့ဂျူကလင်းငယ်တွေကိုနာစီလက်ထဲကနေကုင္ကြီးကယ်ဆယ်ရေးလုပ်ငန်းမှာလုပ်ဖို့အတွက်ဆက်တွေ့လာခဲ့ပါတယ် အဲ့ဒီအချိန်မှာဒုတိယကမ္ဘာစစ်ကြီးကမဖြစ်သေးပေမဲ့ဂျာမနီမှာတော့နာဇီပါတီနဲ့ဟစ်တလာကအနိုင်ရကြီးစိုးနေပြီးဖြစ်ပြီးဂျူးလူမျိုးတွေကိုဖိနှိပ်မှုကဂျာမနီနဲ့ဥရောပဒေသတချို့တွေမှာစတင်ခဲ့ပါပြီ။ဒါနဲ့တူလဲဖရက်မြို့ကိုတွားခဲ့ပြီးချက်ကိုစလိုဗာကီးယားဒေသကဒုက္ခတွေကိုကူညီကစ်ဆရေးပီတိချကုမ္ပဏီမှာစေစနာဝင်ထမ်းဝင်လုပ်ခဲ့ပါတယ်။သူတို့အစီအစဉ်ကတော့နာဇီလက်ထက်ကနေကလေးတွေကိုကယ်ထုတ်ပြီးအခြားဒေသကိုပို့ဖို့ဖြစ်ပါတယ်။ ဟိုတယ်ရဲ့အိတ်ခန်းတွေထဲမှာယုံခန်းတွေလုပ်ပြီးသူတို့အလုပ်လုပ်ခဲ့ရပါတယ်။ချက်ကိုစလိုဗာကီးယားမှာဝင်းစတန်၃ပတ်လောက်နေပြီးကူညီခဲ့ပြီးအဲ့ဒီဒေသကိုနာစီဂျာမနီတွေဝင်မသိမ်းခင်၂ပတ်လောက်အလုံးမှာပဲထောက်ခခဲ့ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့သူနီးအမျိုးမျိုးနဲ့ကြိုးစားခဲ့တာအကြောင်းပြည်ထောင်နိုင်ငံကိုဂျူကလင်းငယ်669ရောက်ကဲထုတ်ရွှေပြောင်းပေးနိုင်ခဲ့ပါတယ်။စိတ်မကောင်းစရာကတော့သူတို့ရဲ့မိဘတွေကတော့နာစီလက်ချက်ကြောင့်အော့စ်ကွင်းအချင်းစခန်းထဲမှာတင်ပါကုန်ကြတာဖြစ်ပါတယ်။ တမိုင်းရဲ့အမောင်မိုက်ဆုံးအခြေအနေဖြစ်ပါတယ်။သူချက်ကဘာစစ်ကြီးစလာတော့သူကဗီတီချက်စစ်တပ်မှာဘာလာရေးယုံကြည်ချက်ကြောင့်လက်နက်မကင်တဲ့ချက်ချင်းကြီးစစ်သားအဖြစ်ဝင်မှုထမ်းခဲ့ပါတယ်။ Hexol Rice Academy က Desmond Dos သူဖြစ်ပါတယ်။ဒါပေမဲ့ Desmond Dos နဲ့မတူတာတော့သူကအဲ့ဒီယုံကြည်မှုကိုနောက်ပိုင်းပြန်ရုပ်သိမ်းခဲ့ပြီးလေတက်တဲ့ဝင်သွားခဲ့ပါတယ်။နာစီဂျာမနီကိုရင်ဆိုင်ဖို့အတွက်ဘာလာရေးယုံကြည်မှုကိုခဏပြီးဖယ်လိုက်ရတဲ့အချိန်ဖြစ်ပါတယ်။လီတက်ထဲမှာအစင်းစင်းရန်သူတက်သွားပြီးတော့ ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာတော့သူ့ဘူအဆင့်ကိုရောက်နေခဲ့ပါပြီ။စစ်ကြီးပြီးတော့သူအိမ်ထောင်ရဲတာရီကြအလုပ်တွေပြောင်းဝင်လုပ်ရင်ဒုက္ခတွေတွေကိုကူညီရင်အေးအေးချေးချေးနေခဲ့ပါတယ်။သူ့လူရဲ့အကြောင်းကိုသူ့မိမကိုတော့ပေးမတည်ပါဘူး။1988ခုနှစ်ရောက်တော့မှသူ့မိမကရှင်းလင်းရင်လုပ်ရင်းနဲ့သူ့မတန်းတွေထဲကသူကတင်ခဲ့တဲ့ကလေးတွေရဲ့နာမည်အဲ့ဒီကလေးတွေရဲ့မိဘနာမည်တွေပါတဲ့စာရင်းကိုချတွေ့ခဲ့ပြီးဂျူးတုတ်တင်ရှင်းလင်းရေးကာလကျွမ်းကျင်နေစီကိုယူတာပြတဲ့အချိန်မှာ သူကကလေးပေါင်း669ရက်ကိုကိတင်ပေးခဲ့တဲ့သူဆိုတာကိုတော့အားလုံးသိသွားကြပါတယ်2003ခုနှစ်မှာတော့သူ့ကိုဗီတီးရှား Empire ရဲ့သူရဲကောင်နိုင်အဖြစ်ကြီးမြောင်ခဲ့ပြီးစာပွဲပေးရခဲ့ပါတယ်လူပေါင်းရာနှစ်ချီကိုကိတင်ခဲ့တဲ့အတွက်ကြောင့်လာတော့မတိပေမဲ့သူကအသက်106နှစ်အထိကိုနေသွားခဲ့ရပြီး2015ခုနှစ်ဇူလိုင်လ10ရက်နေ့ကျမှနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်ရှင်းနလားလို့ပဲသူရဲကပါစီရဲ့သူရဲကောင်းကြီးတယောက်ဖြစ်ပါတယ် ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တော့ပေါ့